အလုံးပဲမင်္ဂလာပါဒီနေ့မေလာ7ရက်နေ့မှာတော့မခွေးတိုင်ပခုတ်ကိုခရိုင်ကနေပြီးတော့ထွက်လာတဲ့ခမ်းလိုက်ရ296 298 298ကအင်အားကြီးထွက်လာတယ်အဲ့ဒီမှာဒီဖက်ကနေပြီးတော့တင်းကိုဂျိုးပြီးတော့ရတယ်ရတဲ့ခါကျတော့သူတို့လာနိုင်တဲ့အဲ့ဒီမှာမိုင်းဆွဲပြီးတော့တိုက်ခိုက်တယ်အဲ့ဒီမှာလူအယောက်ပေါင်ဘလော့တွေသွားလို့ဆိုလို့ရှိရင်တော့29ယောက်တည်ရ30ထန်ရရတယ်ဆိုတော့စုစုပေါင်း58ယောက်က 29ရောက်ပါသေးတယ်30နီးပါးကဒဏ်ရာရတယ်ဆိုတော့30ဒဏ်ရာရတာပေါ့နော်စုစုပေါင်း59ရောက်ဒေါက်တော်ကိုဒုက္ခိတတွေဖြစ်ကုန်တယ်တချို့ကတချို့ကတော့မာလခီယာဖြစ်သွားတယ်29ရောက်မာလခီယာဖြစ်သွားတယ်ဆိုတဲ့တဲ့တင်ကိုကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကအယူကြီးကတစ်ဖက်သက်နေပြီးတော့ PR ပေးပြီးတော့ပြစ်ခတ်ရစေချိုးပန်းမှုတွေလုံးဝလုံးဝထောက်ခံဖို့ဆိုပြီးမှအတိအလင်းကြီးညာလိုက်တာဖြစ်တယ်ဆိုတော့အဲ့ဒါက သူတို့ကတစ်ဖက်သက်ဖိအားပေးတယ်ဖိအားပေးတယ်လို့ပြောတဲ့အခါမှာကျွန်တော်တို့သိတဲ့အတိုင်းပဲဒီရုပ်เนาะဒီရုပ်ကတော်တော်ကိုဖိအားပေးတယ်ပြီးလို့ရှိရင်တော့ ASEAN ASEAN နောက်ကွယ်မှာဘယ်သူရှိလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီရုပ်ရှိတယ်เนาะ ASEAN ကလည်းဒီလိုပဲဒီမလေးရှားကနေပြီးတော့ဒီချုပ်ကနေပြီးတော့ထိုင်းမှာလာပြီးတော့ဆွေးနွေးပွဲတွေပါတယ်လုပ်တယ်သူလာတဲ့အခါကျတော့နှစ်ဖက်ဆွေးနွေးမှုတွေလုပ်တယ်เนาะ UNG ကိုလည်းခေါ်တယ်ပြီးလို့ရှိရင်တော့မာလာလည်းခေါ်တယ် ဆိုတော့ဒီနှစ်ခုကသူတို့ဆွေးနွေးကြတယ်မဟာလာတော့ကိုတိုင်းထိုင်ကိုသွားတယ်ရင်းကျဲဝင်ကြွချုပ်ကြတော့မန်ဝန်ခံတန်းကြတော့ online ကနေပြီးတော့သူတို့တွေ့တယ်ဆိုတော့ဒီဖြစ်စဉ်တွေကဆိုလို့ရှိရင် နော်အဲ့ဒီမလေးရှားဝန်ကြီးကပြောလဲဆိုတော့တိုးတက်မှုတွေရှိတယ်နော်အဲ့လိုမျိုးပြောတယ်ပြောတော့အဲ့ဒီအတိုင်းပဲသူတို့ပြစ်ခတ်ရဲစေးရဲ့ဒီမင်းကလေးကြောင့်ပြစ်ခတ်ရဲစေးရဲလောက်တယ်လောက်တဲ့ခါကျတော့သူကတတ်တန်စေးတာနဲ့ဘသူကអော်လဲဆိုလို့ရှိရင်ဒီ ASEAN ဒီဥထာပေါ့နော်ဒီမလေးရှားရဲ့ဝန်ကြီးကနေပြီးတော့អော်တယ်អော်တော့သူတို့ကလည်းပြစ်ခတ်ရဲစေးတွေထပ်ပြီးတော့လောက်တော့တွေ့ရတယ် AE ကနေပြီးတော့ထပ်ပြီးတော့လုတ်ပေးတယ်ညီနောင်သုံးခွေကထပ်ပြီးတော့လုတ်ပေးတယ်မာလာလည်းတလားထပ်ပြီးတော့တိုးတယ်ဆိုတော့ AUG ကတော့လုံးဝနော်မကြီးညာသေးဘူးဆိုတော့ဒီနေ့ကြီးညာချက်ကထွက်လာတာကတစ်ဖက်သက်ဖိအားပေးပြီးတော့ပြစ်ခတ်ရဲစေးရဲ့ကိုကျုပ်ပတ်မှုတွေကို ုံးဝလုံးဝလက်မခံဘူးဆိုပြီးမှအတီအလင်းကျင်ညာထားတာကိုတွေ့ရတယ်။အဲ့ဒီပြရတော့သူတို့ဖိအားပေးပြီးတော့မရရအောင်အဲ့ဒီဆွေးနွေးရေးလမ်းကြောင်းကိုပို့တဲ့ပုံစံမျိုးကိုလုံးဝလက်မခံဘူးဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့အယူကြီးကထုတ်ပြန်တာကိုတွေ့ရတယ်။နောက်တစ်ခုကကျွန်တော်တို့ရခိုင်ပြည်နယ်ရေတဲတောင်ဒီတောင်ပိုင်းမှာရှိတဲ့ထိုင်းရဝေနော်ခြေရောက်မှာဆိုလို့ရှိရင်တော့ဒီပေါင်900နှလုံးကျဲတယ်။ကျဲတဲ့ခါကျတော့အဲ့ဒီမှာပြည်သူအယောက်ပေါင်း73ယောက်ဖေးတယ်။ပြီးလို့ရှိရင်တော့အယောက်ပေါင်း20နိုင်ရရတယ်။ဆိုတော့ဒီနေရာတွေကဆိုလို့ရှိရင် အေအေကတင်ပိုက်ထားတဲ့နေရာတွေဖြစ်တယ်သူတို့မပိုင်တော့ဘူးစကားစကားเนาะဒါပေမဲ့သွားသွားပြီးတော့ပုံချေးတယ်เนาะဆိုတော့ဒီပြရတော့ချက်လက်ချနေလို့မရအောင်စိတ်အနှောက်ရှက်ပေးတယ်ပြီးသူလူထုတွေကိုသွားသွားပြီးတော့ပုံချေးတယ်เนาะပုံချေးတယ်အဲ့လိုမျိုးပုံစံမျိုးကိုကျွန်တော်တို့လောက်တာကိုတွေ့ရတယ်အဲ့ဒါကအေအေထိန်းချုပ်ထားတဲ့နေမြေအဲ့ဒါကရေတိတောက်နေမြေမှာပုံချေးတာဖြစ်တယ်နောက်တစ်ခုကဒီပေးရင်ဒီပေးရတော်တော်ကိုနိုင်ငံတကာမှာလေရောက်သွားတယ်ဒီသတင်းကဘာဖြစ်ဆိုတော့အဲ့ဒီမှာကလေးအရောက်ပေါင်း20ကြော်ပြေဆုံးမှုတွေရှိတဲ့50ကြော်ထိခိုက်ဒဏ်ရာရရှိတယ်တချို့လူတွေဆိုရင်တော့ရုပ်တွေတောင်းမ မှတ်မိတော့အောင်နော်ဆိုတော့တော်တော်ကိုရုတ်ပြက်ဆင်းပြက်နော် ဒီလိုတိုက်ခတ်မှုတွေကိုလုပ်တယ်ငမလာကလုပ်တယ်ဆိုတော့ဒီနေရာမှာကျွန်တော်တို့ပြန်ကြည့်တဲ့အခါသူတို့ရဲ့ပြစ်မှတ်ကပါလဲဆိုလို့ရှိရင် UNG ကဖွင့်ထားတဲ့ចောင်းဖြစ်တယ်။ဘာဖြစ်လို့သူတို့ကခုချိန်မှာနွေရာသီမှာចောင်းဖွင့်ရတယ်လဲဆိုတော့သူတို့ကဒီចောင်းတွေကိုလေပတ်လို့မရဘူးเนาะအချိန်နဲ့သူတို့ကအချိန်တွေကိုချိန်ပြီးတော့လေပတ်ရတယ်ဆိုတော့မအလာကတော်တော်ပြတ်ဘုံချေဖို့အချိန်တွေလည်းလုပ်တယ်အဲ့ဒါကြောင့်သူတို့ကចောင်းကိုပြစ်မတက်ရဘူးအဲ့ဒါကြောင့်သူတို့ကအចောင်းကိုနေပြီးတော့အဆုံးသတ်ဖို့ dresser မှုဖြစ်ဖို့တဲ့သူတို့အဲ့ဒီမှာစုကြတယ်စုကြတဲ့အခါကျတော့ဒီဖက်ကเนาะဒီဘေးရင်ကဒီမအလာရဲ့ တော်မှလည်းကနေပြီးတော့တည်င်းပေးတယ်တည်င်းပြီးတော့အဲ့ဒါမှဖြစ်တယ်ပြီးတော့အဲ့ဒီမှာလူတွေတော်တော်သေရတယ်เนาะအဲ့ဒါမှာသေတဲ့ခါကျတော့လေဒီမှာကျောင်းဆရာမ၂ယောက်ပဲပါတယ်เนาะကျောင်းဆရာမ၂ယောက်ပဲပါတယ်တဲ့ကလေးတွေကတော့เนาะတော်တော်ကိုကလေးတွေသေတာကိုတွေ့ရတယ်ဆိုတော့ဒီဟာကိုပြန်ကြည့်တဲ့အခါကျတော့နော်သူတို့ဖက်ကဒီဘောမားတွေပေါ့နော်ဂျော်ဖိုဟင်းတို့ဂျော်ဆိုးဦးတို့သဇင်ဦးတို့သူတို့ပြောတာသဇင်ဦးကအာဒါဆိုလို့ရှိရင်သူတို့ကအဲ့ဒီမှာကျောင်းမှာနေပြီးတော့ဒီ ဒုံးတွေမှာတက်တဲ့လက်ပြဘုံးတွေနော်လက်ပြဘုံးတွေပြလို့ရှိရင်တုံးမှာတက်တဲ့ဘုံးတွေအဲ့လိုမျိုးသူတို့ကကြောင်းထဲမှာလုတ်တဲ့အဲ့ဒီဗီဒီယိုဖိုင်ကိုသူတို့ပြတယ်နော်အဲ့ဒါကဘောမှတွေကသောပို့ပေးလိုက်တာနော်ပို့ပေးလိုက်တာဆိုတော့နော်အဲ့လိုမျိုးအခြေအနေမျိုးကြောင့်သူတို့ကအတိအကျနေပြီးတော့ခေရန်တွေကတူလောင်ထားတဲ့ဟာကိုပေါက်ကွဲတာစသဖြင့်အဲ့လိုမျိုးသူတို့ကပြောတာကိုတွေ့ရတယ်ဆိုတော့တကယ်ဖြစ်ရမှန်ကတော့နော်လေရင်ပြင်ကပြစ်တာနော်အခေါင်မိုးတွေကဆိုလို့ရှိရင်အကုန်လုံးပွင့်ထွက်ကုန်တယ်နော်တကယ်တဲ့မိုင်းတွေပါတယ်ဒီဖက်မှာလက်ပြဘုံးတို့ပါတော့ခုနကမိုင်းတွေပေါက်တယ်ဆိုလို့ရှိရင်တော့နော်ဒီဒေးဖက်ကပဲကျွန်တော်တို့က ကားထွက်သွားမယ်။ဘာမှရှိထားတဲ့ညာဖြစ်တဲ့ခါကျတော့အဲ့ဒီကပေါက်ထွက်တယ်ဆိုလို့ရှိရင်ဒီလောက်ထိနော် အဲ့ဒီနေရာမှာတည်ချစ်စရာအကြောင်းမရှိဘူးတကယ်တမ်းလက်နဲ့တွေပါတယ်အဲ့ဒီမှာထားတယ်ဆိုလို့ရှိရင်ဘာဖြစ်လို့နော်အဲ့ဒီညမရှိတာပါမို့လားဒီလောက်ကလေးတွေအပြစ်မရှိတဲ့ကလေးတွေသွားပြီးတော့အဲ့ဒီမှာသွားပြီးတော့ဆိုးရုံမလားနော်အဲ့ဒီနေရာတွေလက်နဲ့သိုးရုံငွေတွေထားတဲ့နေရာတွေမှာဘာဖြစ်လို့အဲ့ဒီကလေးတွေသွားပြီးတော့ဟိုရမလဲသူတို့ကတော့မဟုတ်ဘူးအဲ့ဒီမှာလက်နဲ့ခေရန်တွေထုတ်တဲ့နေရာမှာဆန်တပ်ပြဖို့တဲ့သူတို့ကနော်အဝိုးစားတော့ဝိုးခိုင်းတယ်ဝိုးခိုင်းပြီးတော့အဲ့ဒီမှာရောက်တဲ့ခါကျတော့ကလေးတွေကစိုးစမ်းတယ်စိုးစမ်းပြီးတော့အဲ့ဒီတော့ပေါက်ကွဲပြီးတော့လက်နဲ့တွေကပေါက်တယ်စသဖြင့်နော်အလုံးလွတ်လွတ်ပြောတယ်အဲ့ဒါကသစင်ကူကပြောတာဆိုတော့ကျော်စိုးကပြောလို့ဆိုတော့ အဲ့ဒီပဲစေတဲ့အဲ့ဒါကောင်းတယ်နဲ့เนาะဆိုတော့အဲ့လိုပြောတဲ့တင်းတွေလည်းကျွန်တော်တို့เนาะတွေ့ရနိုင်မယ်เนาะအဲ့ဒီဗီဒီယိုဖိုင်တွေเนาะအဲ့ဒါကဘာလို့ဆိုတော့ UNG ကဖွင့်ထားတဲ့အကြောင်းတွေဖြစ်တယ်ဆိုတော့အဲ့ဒါက UNG ကပြည်ဖြတ်အစိုးရကနေပြီးတော့တကယ်တက်တဲ့အကြောင်းတွေဖြစ်တဲ့ခါကျတော့သိပါစေ ကောင်းတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ဝန်ခံတော့တွေ့ရတယ်ဆိုတော့တယောက်နဲ့တယောက်တော့မတူကြဘူးเนาะသူတို့တင်ဆက်တဲ့ပုံစံကဘာပဲပြောဒီသတင်းကတကယ်เนาะကမ္ဘာမီဒီယာတွေမှာပေါ်ပြလာကြတဲ့သတင်းအဖြစ်နဲ့ကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုက ICC မှာဖန်ခါရတဲ့ဟိတ်မှာပေါ့ဖန်ခါရတဲ့ဒူတာဒေးအတက်ကဖိလစ်ပိုင်ရဲ့သမ္မတဖြစ်တဲ့မှာဖန်ခါရတာပေါ့เนาะသူကြီးရွေးကောက်ဖို့တွေမှာဆိုလို့ရှိရင်ဒီလိုပြစ်မှုတွေရှိတဲ့လူတွေကလည်းသူတို့ရဲ့ဖိလစ်ပိုင်ရဲ့ဥတေရဝန်ပြိုင်ခွင့်ရှိတယ်ဝန်ပြိုင်ခွင့်ရှိတဲ့အခါကျတော့ဒီသမ္မတဒူတာဒေးကိုတကယ်အခိုင်အမာထောက်ခံတဲ့เนาะအဲ့ဒီတောင်ပိုင်း နော်ဒါပေါ်မြို့မှာဆိုလို့ရှိရင်ရွက်ကောက်ပွဲလုပ်တယ်လို့ရွက်ကောက်ပွဲလုပ်တဲ့ခါကျတော့အဲ့ဒီမှာသူကမြို့တော်ဝင်ဖြစ်နေအရွေးခံတယ်နော်အဲ့ဒီမှာအနိုင်ရတယ်ဆိုတဲ့တဲ့တင်ကိုလည်းတွေ့ရတယ်ဒါပေမဲ့သူကိုယ်တိုင်ကတော့ဟိုမှာနေတဲ့နိုင်ငံတဟိမှာသူ့ကိုဖိုင်းစီထားတာဖြစ်တယ်ဆိုတော့အဲ့ဒီအမှုမပြည့်သေးရတော့ကျွန်တော်တို့ဘလောက်ပဲသူတို့မြို့တော်ဝင်ဖြစ်ဖြစ်နော်အဲ့ဒီအမှုကတော့အဲ့ဒီအမှုပဲအဲ့ဒီမှာသူ့ကိုဖမ်းချုပ်ထားတာဖြစ်တယ်ဆိုတော့အဲ့ဒီမှာစစ်စစ်နေတော့ပဲဘလုံးမှာသူကမြို့တော်ဝင်ဖြစ်မှာမဟုတ်ဘူးနော်ဒါပေမဲ့အဲ့ဒီမှာမြို့သူမြို့သားတွေကသူ့ကို အခိုင်မာထောက်ခံတဲ့လူတွေကရွေးလိုက်ရဆိုတဲ့တည်င်းကိုတော့ကျွန်တော်တို့တွေ့ရတယ်။နောက်တစ်ခုကမန္တလေးတိုင်းမိထီလာတက်သူကအခုနောက်ကခဏခဏဒီတည်င်းရလဲပါလာတယ်เนาะဆိုတော့အဲ့ဒါကတက်တာပြည်က ဆိုင်ရเนาะအဲ့ဒီမှာကတိကကဒေါ်ဝင်းဝင်းအောင်ဆိုတဲ့လူကအဲ့ဒီဒေါ်ဝင်းဝင်းအောင်ကနေပြီးတော့ရခိုင်လူမျိုးဖြစ်တယ်ဆိုတော့ထိုး PDF ကနေပြီးတော့အဲ့ဒီဆီယမတ်ကိုဖမ်းလိုက်တယ်အဲ့ဒီပါမုခါကိုဆိုတော့မလာကဘလို့ထုတ်ပြန်လိုက်လို့ဆိုတော့ရခိုင်လူမျိုးဆိုတော့ AA ကိုနေပြီးတော့ပုတ်ချလိုက်တယ်เนาะပုတ်ချလိုက်ပြီးတော့အဲ့ဒါက AA နဲ့ဆက်တွေ့ပြီးတော့ AA ဖက်မှာကူပြောင်းသွားတာဖြစ်တယ်သူကထိုးချစ် PDF ကဖမ်းတာမဟုတ်ဘူးဆိုတဲ့ဟာကိုတွေ့နေတွေ့ရတယ်ဒီနေရာမှာကျွန်တော်တို့လူမျိုးရဲ့အရာเนาะလောက်တာကိုကျွန်တော်တို့တွေ့ရတယ်ခန်သူခါလည်းပြောတယ်ဒါဟာဆိုလို့ရှိရင်တကယ် တာဝန်ယူမှုတာဝန်ခံမှုမရှိနဲ့ပေါက်လုတ်ပေးစားเนาะစကားကပေါက်တက်ကြပြောတဲ့စကားတွေဖြစ်တယ်เนาะတာဝန်ယူမှုလည်းမရှိဘူးတာဝန်ခံမှုလည်းမရှိဘူးเนาะဒီဘေးကနေပြီးတော့ဘလို့သွားပြတော့ဘသူ့ဘေးအခွင့်အရေးနဲ့အဆက်အသွယ်ဖြစ်တယ်ဆိုတဲ့ဟာကိုလည်းသူတို့မပြောဘူးเนาะအခုနောက်ကကလေးတွေကိုပုံချတဲ့ဟာလည်းအဲ့ဒါကသူတို့ကနေပြီးတော့ PDF တွေလုတ်တယ်ဆိုတဲ့ဟာပုံစံမျိုးနဲ့ပြောတာကိုတွေ့ရတယ်ခုနကဒီဘေးရင်ကိစ္စလဲဆိုတော့အခုဒီကိစ္စလဲအေအေကိုလွှဲချတယ်เนาะလွှဲချတယ်ဆိုတော့တော်တော်ကိုယုတ်မာတယ်เนาะတော်တော်ကိုယုတ်မာတယ်တော်တော်ကိုယုတ်မာတဲ့အထက်မှာတော့ကန်းကုန်ပြီเนาะတယုတ်နဲ့သူနဲ့ကတကိုင်းတယ်ပဲ နန်တာဖာနေရပါတော့တော်တော်ကိုလိုက်တယ်ဆိုတော့တရုတ်ကလည်းကန်းကုန်တယ်သူကလည်းရုတ်တော့ကန်းကုန်တယ်ဆိုတော့သူတက်ဆွန်ရှင်နေတရုတ်ရတော့ဒီလိုဖြစ်စိုးမျိုးတွေကတော့နေ့စဉ်နဲ့အများကျွန်တော်တို့တွေ့နေရအောင်ပါပဲ နော်ဆိုတော့နောက်တစ်ခုကဗာလဲဆိုလို့ချင်းကြားဖြတ်ကြားဖြတ်ကုန်နေပြီးတော့330နဲ့ခုနဦးနေပြီးတော့ချစ်ချစ်ဒေတာနှစ်ကနေပြီးတော့ message ကိုပို့တယ်ပို့ပြီးတော့တခါသူတို့နေရက်ကိုပြန်ပို့လိုက်တယ်ဆိုတော့ကျွန်တော်တို့ဒီကြားဖြတ်ကိစ္စနဲ့လည်းအရင်တော့ဆူဆူပူပူအဲ့ဒီမောင်ချစ်သူကိုဖမ်းမလို့လို့ဘာမလို့လို့နဲ့ကျွန်တော်တို့ငါချစ်ခဲ့တယ်ဒါပေမဲ့နောက်ဆုံးကြတာမောင်ချစ်သူဘာမှမဖြစ်ဘူးနော်ဘာဖြစ်မလဲသူရဲ့နောက်ခံမှာအများကြီးရှိတယ်နော်သူတို့နောက်ခံမှာဆိုလို့ချင်းဒီထိုင်းဖက်ကအကြီးကြီးတယ်အများကြီးရှိတယ်ဆိုတော့နေရက်ပြန်ပို့ဖို့အတွက်သူတို့ကိုဖမ်းထားတာနော်ဖမ်းထားတာက9360နဲ့3ယောက်ရှိတယ်ဒါပေမဲ့တကယ်ကြီးပို့ပြီးပို့ ိုးပိသားလူတွေက၄880နဲ့ ငါးရီဦးပါနေပြီးတော့ပို့လိုက်ပြီးသားဖြစ်တယ်ဆိုတော့အခုတစ်ဖြတ်ပြန်ပြီးတော့ထပ်တော့ပို့တယ်338ရောက်ပို့တယ်ဆိုတဲ့တတင်းကိုလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကကျွန်တော်တို့စကိုင်းတမိုးမှာဆိုလို့ရှိရင်တော့စကိုင်းတိုင်းဒီတမိုးကိုနေပြီးတော့မျိုးစင်းတိုက်ပို့တယ်လို့ပို့ပြ PDF တွေကပြင်ဆင်နေတယ်ပြင်ဆင်နေတဲ့ခါကျတော့အဲ့ဒါကိုနေပြီးတော့ PDF တွေကဒီတမိုးမျိုးကိုအကုန်လုံးဖြတ်တောက်လိုက်တယ်နော်ရေးခါတွေပါတယ်အကုန်လုံးဖြတ်တောက်တယ်မင်းကလည်းကိုစင်ဦးတို့ကျော်စိုးဦးတို့ကျော်ဖိုးဟင်းတို့လည်းအဲ့ဒီကနေပြီးတော့တမိုးကနေပြီးတော့မန်းတဲ့လက်ကိုပြန်တယ်ပြန်တဲ့လက်မှာဆိုလို့ရှိရင် PDF ကိုစင်ခေါ်တာတွေ့ရတယ်နော်အဲ့ဒီမှာငါတို့ဒီခါနဲ့ပြန်မယ်မင်းတို့ ကြိုက်တယ်လို့လို့မင်းတို့လည်းမညာဘူးငါတို့လည်းမညာဘူးဆိုတဲ့ဟာကိုကျွန်တော်ရဲ့ဒီ channel မှာလည်းကျွန်တော်တင်ထားပြီးသားဖြစ်တယ်။ဆိုတော့အခုကကျွန်တော်ဗီဒီယိုကိုနှစ်ခုနှစ်ခုတင်တယ်နော်။ဒီမှာမနေ့ပိုင်းမှာတစ်ချိန်တင်တယ်။ညနေပိုင်းကျတော့တော့ဒီဘောမတွေရဲ့တင်တင်းကိုကျွန်တော်တင်ထားပေးတယ်နော်။တက်ပေးတယ်။ဆိုတော့အဲ့ဒါကိုကျွန်တော်တို့တရမှတစ်ချိန်အနေနဲ့ကျွန်တော်တင်ထားပေးတယ်။ဆိုတော့တချို့လူတွေကပြောတယ် copy ဗီဒီယိုတွေကိုမတင်ပါနဲ့ချက်စာကောင်းတယ်ပါတယ်ညာဒါချက်စာကောင်းတာမဟုတ်ကျွန်တော်ခိုးစားတာမဟုတ်ဒါကတော့ကျွန်တော်တို့ YouTube ကတရားဝင်နော် YouTube ကတရားဝင်ခွင့်ပြုထားတာဖြစ်တယ်เนาะခုပြောတဲ့လူတွေလည်းစဉ်းစမ်းကြည့်ပေါ့เนาะ YouTube ဘယ်လောက်စီကံကြီးလဲဆိုတာเนาะကျွန်တော်တို့စမ်းကြည့်ပေါ့ကျွန်တော်တို့ကဒီဟာကိုလုပ်နေကြလူဖြစ်တဲ့ခါကျတော့ဘယ်လိုလုပ်လဲဆိုတာကိုကျွန်တော်တို့တော်တော်ကိုလေ့လာရတယ်9နှစ်6နှစ်ရှိပြီကျွန်တော်เนาะ6နှစ်ရှိပြီဆိုတော့အရင်တော့တစ်ချိန်လုံးကျွန်တော်တို့မိနေတာပဲเนาะမိနေတာပဲဆိုတော့ဒီဟာက ပြောတော့လောက်မလွယ်ဘူးဒီ YouTube မှာတကယ့်စီမင်းစကန်တတော်ကိုကြက်တယ်ဒီစီမင်းစကန်နဲ့ထိတာနဲ့တစ်စက္ကန့်တော့မကြာဘူးအကောင်လုံးပြုတ်ထွက်သွားတာเนาะပြုတ်ထွက်သွားတာဆိုတော့ဒီဟာကတရားတကယ့်တရားဝင်ခွင့်ပြုထားတာဖြစ်တယ်လူတိုင်းလုပ်တဲ့အရာတွေဖြစ်တယ်เนาะဆိုတော့တရားဝင်ခွင့်ပြုထားတာဖြစ်တဲ့အတွက်ကြောင့်ဘာမှမဖြစ်ဘူးเนาะဘသူစီကမှလည်းခိုးတာမဟုတ်ဘူးဒါတရားဝင်ခွင့်ပြုထားတာเนาะအဲ့ဒီ YouTube ကတရားဝင်ခွင့်ပြုထားတာဖြစ်တယ်အိစမရှိဘူး စိတ်ချလက်ချတာကြည့်ပါနော်စိတ်ချလက်ချတာကြည့်ပါဒါကတော့လူတိုင်းလုပ်တဲ့အလုပ်ဖြစ်တယ်နော်ဘသူ့မှာအခုသတင်းမီဒီယာလောကမှာတကစ်သတင်းကြီးကလွှဲလို့တခြားလူတွေအကုန်လုံး copy လုပ်တာသတင်းကြီးတွေတောင်မှတခြားလူတွေရဲ့ copy ကိုယူထားတာနော်သတင်းတပ်ပုံတွေသတင်းဗီဒီယိုအပိုင်းအစတွေဘယ်ကနေရမလဲသူတို့နော်အဲ့ဒီဟာကသူမျက်စိကယူတာပဲနော်အဲ့ဒါတရားဝင်ခွင့်ပြုထားတာနော်ခွင့်ပြုထားတာဆိုတော့အဲ့ဒါက YouTube ကတရားဝင်ခွင့်ပြုထားတာသူစီမင်းစကန်ကိုမလိုက်နိုင်ဘူးဆိုတော့ကျွန်တော်တို့အဘန်းခံရတာပဲနော်ဘန်းခံရတာပဲကျွန်တော်အဘန်းခံရမှာကျွန်တော်ခံရမှာမဟုတ်ဘူးねနော်ကျွန်တော်တို့ ဒီတဲ့င်းကိုစားသုံးတဲ့လူတွေကျွန်တော်တို့ပေါ်မဖက်ရလဲကျွန်တော်တို့တင်ပေးတယ်အခုကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်တင်ပေးတယ်ဆိုတော့တရက်မှာနှစ်ချိန်နှစ်ချိန်ပေးတာကိုကျွန်တော်အတိပေးချင်တယ်နောက်တစ်ခုက ARB တိုင်းလေးမျက်နှာမှာဆိုလို့ရှိရင်တော့တိုက်ပွေကြီးကြီးဖြစ်နေတယ်အဲ့ဒီမှာအမြောက်တက်၃လေးလေးရှိတယ်အဲ့ဒါကိုနေပြီးတော့ AA ကပူပေါင်း AA နဲ့ပူပေါင်းဖွဲ့တွေကဝင်ပြီးတော့တိုက်တယ်အဲ့ဒီမှာတိုက်ပွေတွေကြီးကြီးဖြစ်နေတယ်နော်အခုတိုက်ပွေတွေအဲ့ဒီမှာပြင်းထန်နေတယ်အဲ့ဒါလေးမျက်နှာလေးမျက်နှာဆိုတာကကျွန်တော်တို့ ARB တိုင်းနော် ARB တိုင်းကိုလည်းကျွန်တော်တို့ထိုးစစ်ဆင်တယ်မကွေးပကိုးမျိုးလို့ချင်တော့ရခိုင် အဲ့ဒီနေရာတွေမှာအကုန်လုံး AA ကထိုးစစ်ဆင်နေတယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဘုံမတိုက်ပွဲမှာလည်းကျွန်တော်တို့ AA ကပါတယ် AA ကတော့တနင်္ဂနွေလုံးမှာပတ်ကန်နေတယ်သူကတော့เนาะကျွန်တော်တို့သိတဲ့အတိုင်းပဲနောက်တစ်ခုကမခွေးတိုင်း ခါလာရငါးစီကနေပြီးတော့ထွက်လာတဲ့ဒီစစ်ကြောင်းတွေကလူငယ်တွေကိုဖမ်းတယ်လူငယ်စစ်တယောက်ကိုဖတ်တယ်နော်တပ်ပြီးတော့ဒီ20ကိုပြည်သူလူထုနဲ့စေကိုနေပြီးတော့ဖမ်းစစ်ခေါ်ဆောင်သွားတယ်အခုနောက်ကလူငယ်20ကိုကြတော့ဖမ်းဖမ်းပြီးတော့သူတို့တတ်လိုက်တာနော်တတ်လိုက်တာဆိုတော့တော်တော်ကိုရုံမှမှုတွေကတော့နေစင်နဲ့အမြမာလာလာလုံနေတယ်ဒီလိုလုံလေလေမကြခင်သူကတော့နီကုံချုပ်ဖို့အချိန်နေရှိလာပြီနော်ဘာဖြစ်လို့လဲဆိုတော့တော်လိုင်းကြီးကဘတော့မှတော့မဆိုးဘူး၄နေရှိပြီဘတော့မှကြမရှိဘူးအဲ့ဒါကတကယ့် သူနင်းကုံချော့မဲ့လမ်းဆိုတာကဖြစ်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 နေနေကလာပြီအရင်တော့ကတော့မှာပဲရှိတယ်နော်သူမင်းနဲ့ပဲရှိတယ်အခုအော်တိုနဲ့ခြားတာနော်အရင်တော့ကခန်းဆေးပဲရှိတယ်အခုကထိုးစစ်ထိုးစစ်အခုနေပြည်တော်မှာရှစ်မျိုးနေရှိတယ်ရှစ်မျိုးနေမှာလင်းမျိုးနေကနော် PDF တွေပြန်ချင်းနေတာနော်အဲ့ဒီမှာဝင်နေပြီသူတို့က ဒီနေ့ပြည်တော်ကိုဆော်ဖို့အတွက်ဖြစ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 ်တော့ဝါလာပြီနော်မျိုးချလာပြီအခုပြည်တော်မှာနေတဲ့တကက်လုံးလုံးချွတ်ချွတ်မှာနေတဲ့ကုမင်းနော်ကုမင်းဆိုတာအရင်တော့မလေးရှားမှာနေတယ်နော်မလေးရှားနေပြီးတော့သူကတည်ချင်တော့လဲကျွန်တော်တို့ဟိုမှာသွားတော့မြန်မာပြည်မှာသွားပြီးတော့သူကဥဆောင်တယ်နော်တကက်သွေးတောက်ကောင်းဆောင်နော်ကုမင်းကလည်းအဲ့ဒီနေ့ပြည်တော်မှာပဲအသက်ခံရတာနော်တကက်လုံးချုံရင်ထူထက်တဲ့နေရာမှာဆိုတော့နေပြည်တော်ထိထောင်မှကျွန်တော်တို့ရောက်နေပြီဆိုတော့မကြခင်နော်မကြခင်မာလာလည်းတဖြစ်ဖြစ်ဖြစ်နေသူ့ကိုကျင်းလာပြီနော်ကျင်းလာပြီဆိုတော့ မချတဲ့မလာလေရောက်လာတော့မယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တွေ့ရတယ်။ကျွန်တော်ဒီနေ့မေလ၁၃ရက်နေ့မှာသတင်းမီဒီယာတွေမှာဖော်ပြထားတဲ့အကြောင်းအရာတွေကဒီလောက်ပဲ။ဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပါပဲ။ကျွန်တော်ဒီ